မင်္ဂလာပါခင်ဗျဗီဒီယိုနက္ခတ်ချန် channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့အခြေတိုင်းနက္ခတ်ဗီဒီယိုနေတဲ့ကဝိဒဗီဒီယိုကိုမြည်ညမ်းပြီးမိမိတို့ရဲ့မွေးစားတာရဲ့ဘာဝအိမ်နေတဲ့ကမှယုတ်တရက်ကံကောင်းမှုနဲ့ကံထူးမှုတွေကိုဖြစ်စေနိုင်တဲ့ဗရဏအိမ်လို့သိကြတဲ့ခြေတက်ဘာဝနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝိဒနက္ခတ်ဗီဒီယိုမှာတော့လက်ကနေစရည်လို့ခြေခုမြောက်အိမ်ကိုမရဏအိမ်မရဏဘာဝလို့ခေါ်ဆိုကြတာဖြစ်ပါတယ် ဒုဋ္ဌာနာလို့ခေါ်ကြတဲ့6တန်7တန်နဲ့12တန်ဘဝအိမ်ကြီးတွေကတခုဖြစ်ပါတယ်ခင်ဗျာ7တန်အိမ်ကဘဝရဲ့ level တွေကအသက်ရှည်တာအသက်ဆုံးရှုံးရတာတွေအခက်ခဲတာစီးတွေခက်ခဲနေနေတဲ့ဂံဗီရလူပညာတွေမော်ပညာတွေအမွေရတာတွေအချုံအောင်ခံရတာတွေမတော်စတိကခံရမှုတွေစတာတွေကိုစုံမိုးထားတာဖြစ်ပါတယ်ခက်ခဲနေတဲ့ကိစ္စရက်တွေပြောင်းလဲမှုတွေနဲ့ဖုံးခွဲနေတဲ့အင်အားတွေရဲ့လွန်မှုမှုတွေကြောင့် တခြားဘဝအိမ်ဒီမှာတွေ့ရတဲ့လူအောင်မြင်မှုတွေငွေကြီးဥစ္စာတွေကပုံမှန်ရတဲ့ပုံစံမဟုတ်ဘဲရုပ်တရက်ရလိရှိတာကိုလည်းညွှန်းဆိုနေတာဖြစ်ပါတယ်။နက္ခပညာကိုဝါသနာပါတဲ့သူတယောက်အနေနဲ့ဒီလိုအိပ်ပဲရှိတဲ့ဆိုတာသိထားရင်မျှော်မှန်းမထားနိုင်တဲ့အောင်မြင်မှုတွေအတွက်ထူးထွင်းသိမြင်လို့ဆောင်နိုင်ဖို့အထောက်အကူပြုမယ်လို့ထင်မြင်မိပါတယ်ခင်ဗျာ။ရှစ်တန်းအိမ်ကတေဆိုးညင်းနဲ့ပြန်လည်မေးဖွားခြင်းဆိုတဲ့တန်တရားရဲ့သဘောကိုပြဆိုသလို ဘဝမှာပြောင်းလဲမှုကြီးကြီးမားမားဖြစ်တတ်တယ်ဆိုတာရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။တခြားသူတွေစီကငွေရတာတွေမျိုးမျိုးသောရင်းမြစ်တွေဖက်ဆက်လုပ်ငန်းတွေအမွေရတာတွေနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်။ချစ်တဲ့အိမ်ကနေပြီးတော့မမြင်ရတဲ့အာအင်တွေကံကြမ္မာတွေကနေပြီးမမျော်လင့်တဲ့စီစဉ်အိုစာတွေဘလို့ထွက်ပေါ်လာမလဲဆိုတာပြသနေတာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာတော့ချစ်တဲ့အိမ်မှာရုတ်တရက်အောင်မြင်မှုတွေကိုပြတတ်တဲ့ဂျူတွေကိုတည်ထားမှာဖြစ်ပါတယ်ခင်ဗျာ။ ပထမပြောရရင်တော့ဂျာသာပရိဂျူဖြစ်ပါတယ်ဂျာသာပရိဂျူကချစ်တက်မှာချစ်ရင်မမျောလင်းတဲ့ချမ်းသာကြွယ်ဝမှုကိုရတတ်တာဖြစ်ပါတယ်အဲ့ဒီလူချစ်နေတာဟာအခွင့်အရေးကောင်းတွေလက်ဆောင်ပဏာတွေအမွေနှစ်တွေကနေငွေကြီးပိုင်းဆိုင်ရာအောင်မြင်မှုတွေရအောင်တွန်းပို့ပေးနေတာဖြစ်ပါတယ်ခင်ဗျာတစ်ဖက်ကလည်းကျွန့်ပိုင်းဆိုင်ရာရငွေကြီးရရှိတာနဲ့စိတ်သက်ဉာဏ်ပညာကိုလည်းပြတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့တောက်ကြွဖြစ်ပါတယ် တောက်ကြကချစ်တန့်မှာရှိရင်အစုဆက်လုပ်ငန်းတွေမိဘဆွေမျိုးတွေအနုလလူတွေကနေငွေကြေးရေးအောင်မြင်မှုတွေရတတ်တာဖြစ်ပါတယ်။ရတနာရှင်ကိုယ်တွေအမွေရတာဇနီးစီကရတာအနုပညာနဲ့အောင်မြင်တာအမျိုးမျိုးဖြစ်တတ်ပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ရာဟုကျူဖြစ်ပါတယ်ခင်ဗျာ။ရာဟုကျူချစ်တန့်မှာရှိတာကရုတ်တရက်ငွေရတာပုံမမို့ပဲရတာတွေဖြစ်တတ်တာပါ။စွန်စားလူဆောင်ရတာတွေလောင်းကစားအဝေးကရတာစွန်ပြီးရင်းနှီးမြှုပ်နှံတာ မမျော်လင့်မဲ့အလုပ်ကံပြောင်းလို့ရတာဒီစတာဒီမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့သတိထားရမှာကအဲ့ဒီလူရာဟုဂျူရဲ့လွန်မှုမှုကြောင့်ဖြစ်တာတွေကတည်ငြိမ်မှုမရှိတတ်တာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ကိတ်ဂျူဖြစ်ပါတယ်ကိတ်ဂျူကတော့အဓိကစိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကိုကိုစားပြုတာဖြစ်ပါတယ်ဒါပေမဲ့အရင်ကလုတ်ခဲတဲ့ကံတွေရဲ့အကျိုးပေးမှုကြောင့်မမျော်လင့်မဲ့ဖြစ်ဖြစ်ပုံမှန်မဟုတ်တဲ့အနေအထားတစ်ခုကပဲဖြစ်ဖြစ်ငွေကြီးပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေဖြစ်တတ်တာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ဂျူတွေကြောင့်ဖြစ်ပေါ်တဲ့ရုပ်တရရုပ်တရချမ်းသာကြွယ်ဝတတ်တာဖြစ်ပါတယ်တကယ်လို့ချစ်တန့်အင်ဂျင်ဟာ6တန့်ချစ်တန့်နဲ့12တန့်ဆိုတဲ့ဒုဌာနအင်ဒီမှာရှိခဲ့ရင် ရာဇာယုဖြစ်ပြီးဒုက္ခရင်ဆိုင်တွေ့ရတာတွေတရားတပောင်ဖြစ်နေရတာတွေမမျော်လင့်တဲ့ဖြစ်ပျက်တွေကိုရုန်းကန်ကြော်လွားပြီးငွေကြီးဆိုင်ရာအောင်မြင်မှုတွေရတတ်တာဖြစ်ပါတယ်ခင်ဗျာ နောက်ပြီးကိုယ့်ရဲ့မွေးစားသားရကောင်းကျိုးပေးတဲ့ဂျူတွေကချစ်တဲ့အိမ်နဲ့အမြင်တွေရှိမယ် နှစ်တက်နဲ့ဆက်တက်အိမ်တွေနဲ့လည်းဆက်နွယ်နေမယ်ဆိုရင်တနာယုတ်ကိုဖြစ်စီပြီးမမျော်လင့်ပဲဖြစ်ဖြစ်ရင်းနှီးမြုပ်နှံထားတာတွေအဆူဆက်တွေအမွေတွေကြောင့်ဖြစ်ဖြစ်ရုတ်တရက်ချမ်းသာကြွယ်ဝတတ်တာမျိုးဖြစ်တတ်ပါတယ်ခင်ဗျာအဲ့ဒီလိုရုတ်တရက်ချမ်းသာကြွယ်ဝမှုတွေဘယ်ချိန်ဖြစ်တတ်တယ်လဲဆိုရင်တော့ဂျိုတွေအဲ့ဒီချစ်တတ်ဘာဝအိမ်ကိုဖျက်ဆန်းခြင်းနဲ့မွေးစားတာရဘယ်သက်ကာလအပိုင်းအခြားမှာဆိုတဲ့ဒါတာကလာတွေကိုကြည်ပြီးဆုံးဖြတ်ကြတာဖြစ်ပါတယ်ခင်ဗျာ။ ကျာသာပရီနဲ့တောက်ကြကြူတွေချစ်တန့်ဘာဝကိုဖျက်ကျော်ချိန်မှာမမျောလင့်ထားတဲ့အရင်မြစ်တွေကရတက်ပြီးယာဟုနဲ့ကိတ်ကြူတွေဖျက်တန်းချိန်မှာမျောလင့်မထားတဲ့အပြောင်းလဲတွေကရတက်တာဖြစ်ပါတယ်။အသက်အပိုင်းခြားကာလလိုက်ဒါသာစနစ်ရဆိုရင်တော့ချစ်တန့်အင်ရှင်ရဲ့ဒါသာနဲ့ဒါသာခွဲကာလတွေလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီကာလတွေမှာကိုဇာတာရကိုကိုအကျိုးပေးတဲ့ဂျူတွေကဖြစ်နေတယ်ဆိုရင်တိတိတသာကောင်းကျိုးတွေခံစားရတတ်တာဖြစ်ပါတယ်ခင်ဗျာ။ ခြေတံဘာဝအင်ကိုအစိုးရပြတဲ့တဲ့ဒုဌာနအင်လို့ခေါ်ကြပြီမဲ့အစိုးရကအကောင့်တွေခြေတက်တာကိုဘူဒ္ဓရာဖြစ်ပေါ်တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာတကယ်တော့နခက်ဘီရင်ပညာကကျေပြန့်နည်းနည်းလာသလိုအဓိပ္ပာယ်ကောက်ယူမှုမှလည်းလေးနက်မှုရှိရပါတယ်ခင်ဗျာကျွန်တော်ကတော့ဘူဒ္ဓရာမျှဝေခြင်းဖြစ်ပါတယ်လိုအပ်ရင်တော့မိမိတို့နှစ်သက်တဲ့ပညာရှင်များတန်နခက်ဘီရင်ဆိုင်ရာအကြံဉာဏ်တွေရယူသင့်ပါတယ်ခင်ဗျာနကဘီရင်ဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်နေမှာဖြစ်လို့ ကြည်နဲ့သဘောကျရင် like subscribe and comments များပေးခဲ့စေချင်ပါတယ်ခင်ဗျာနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာ